ျန်တဲ့လူတွေဒါပြန်ထွက်သွားပြန်ထွက်သွားတယ်အဆောင်ကြီးရောက်သွားကျွန်တော်တို့ကအဲ့မှာကျန်နေอืมတမင်ကြီးရုပ်ကကြည့်ပါထားဟုတ်14ရက်ပြည့်ကနေမှာအဲ့ပြောဦးမယ်14ရက်မပြည့်ခင်မှာကျွန်တော်တို့ထားပါပြီအဲ့မှာပထမကျွန်တော်တို့ရောက်တဲ့ပြီးတော့ခုနှစ်လောက်နေတော့ကျွန်တော်တို့အဖွဲ့ကိုတစ်ခါခေါ်ထုတ်ပေးတယ်อืมခေါ်ထုတ်ပြီးတော့အဲ့မှာတော့ဗောဗျာဟိုနှစ်ယောက်တွဲသုံးယောက်တွဲအဲ့ခေါ်ထုတ်တာခေါ်ထုတ်ပြီးထွန်းထိုက်ပဲอืมသူ့ယုံမှန်းမှာခေါ်ပြီးတော့စိတ်နည်းနည်းရိုက်တာ ပွဲတွေကိုစာထည့်တာဘယ်ကောင်းနေလဲ။ခုနကျွန်တော်ပြောခဲ့တဲ့ပွဲတွေမှာရေတော့မအောင်မျိုးဆိုစာထည့်ပါ။စာထည့်တာဘယ်ကောင်းနေလဲ။မင်းတို့ထည့်တာလားမင်းတို့သိရမယ်အဲ့ကိစ္စ။အဲ့လိုပြောပြောပြီးရိုက်တာ။အဲ့မှာလဲနှစ်နိုင်လောက်ရိုက်ခံရတယ်။နှစ်နိုင်လောက်ရိုက်ခံရအဲ့နေရတယ်။အဲ့လိုမျိုးပေါ့နော်။အဲ့တော့ဟိုကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားချင်းချင်းမပြောနဲ့ကြ။အဲ့ဒီကိုအောင်နိုင်တို့ခုနကပြောတဲ့ကိုအောင်နိုင်တို့ ဒါဒါဆိုကျွန်တော်နဲ့ဘာမှမဆိုင်ဘူးဆိုလူမိုက်တွေပေါ့နော်လူမိုက်တွေသူတို့တော့မပြောတယ်နည်းနည်းတော့လွန်လာပြီးกว่าอืมဆေးလိမ့်ပေးလိုက်ဆေးတိုက်လိုက်ပြီးရင်ဒဏ်ရာလေးတက်တာဝိုင်းပြန်ခေါ်ပြီးရိုက်လိုက်ဖြစ်နေပြီလေဒီကောင်လေးရတယ်တော်တော်ဆိုးနေပြီလေအဲ့လိုမျိုးပြောတယ်ပြီးတော့တိုက်ထဲကဝန်ထမ်းပေါ့နော်အဲ့ဝန်ထမ်းဝန်ထမ်းတယောက်ဆိုလေပြောတယ်မင်းတို့ကိုဒီကောင်နေဆက်ဆံနေတဲ့ပုံစံအားတယ်ငါပြောရရင်မင်းတို့စိတ်မဆိုးနဲ့ပေါ့ရတယ်ဒီကောင်နေဆက်ဆံနေတာ ငါတို့ငငယ်တော့ဆိုရွာရင်းကခွေးယူဝင်လာရင်ဝိုင်းရိုက်သလိုပဲတဲ့အဲ့လိုမျိုးဆက်ဆံနေကြတယ်အခုမင်းတို့အဲ့နေရာလဲမင်းတို့တိုက်ထက်ပိုးရနေရာလဲရိုက်တာမှပိုးစိုးပဲဆက်ရိုက်တာလဲအခုလဲဒဏ်ရာလေးတက်တာမဲ့ကြံကရှိပြီးတော့ခေါ်ပြီးရိုက်ပြန်ပြီးတယ်ဒီကောင်တွေတော်တော်လွန်တယ်ကွာတဲ့ဒါသူတို့ဝန်ထမ်းတွေကိုယ်တိုင်ပြောတဲ့စကားတွေနော်အဲ့ဒါတွေကအဲ့လိုမျိုးကျွန်တော်တို့လောက်တာဟောအဲ့ရောအဲ့ပါရိုက်ခံရတော့လေကြောတွေကိုရိုက်တာပေါ့နော်နေရာပေါင်းကိုရိုက်တာနေရာပေါင်းကိုရိုက်တာအဲ့ဒီမှာဟိုအင်းချွတ်ကြည့်တဲ့ခါကျအဖူးကြောင်ကြီးဘူလုံးကြီးပါရင်မရှိဘူးလား ဘလို့ဘူတန်ရဘလို့ဘလို့မျိုးနေကျွန်တော်ပြမယ်သူတို့ကလေသွားပြီလေသွားပြီဆိုတော့သူတို့ရိုက်ရင်ဘလို့ရိုက်လဲဆိုတော့ကျွန်တော်တို့ရိုက်တဲ့ဟာကနမတုတ်ရှိနမတုတ်ဆိုရင်အပြန်နဲ့အဝတ်ပတ်တာအဝတ်ပတ်လိုက်တယ်နမတုတ်ရှိမယ်နောက်ပြီးရင်အဲရာဘာပြားခေါ်မလားအဲ့အပြားအဲ့အပြားကိုအဝတ်ပတ်တာဩနောက်တစ်ခုကျွန်တော်တို့ညိုး မီးရိုးသုံးမိန်လိန်နိုင်လိန်ပြီးတော့ပေါ့အဝတ်ပတ်အဝတ်ထပ်ပတ်တာတွအဝတ်ပတ်လိုက်တဲ့ခါကျတော့ဘာတိလဲဆိုအရှိုးရမဖြစ်တော့မထင်တော့မထင်တော့ဒန်တော့ဖြစ်တယ်တိုင်းပဲအရှိုးရမဖြစ်အတွင်းရင်ကြည်အဲအဲ့လိုမျိုးအဲ့လိုကျွန်တော်ဒါဆိုစနစ်တကျစနစ်တကျနဲ့ရိုက်တာပေါ့နော်စနစ်တကျကိုမသေးသေးအောင်တက်တဲ့ပုံစံမှာအဲ့လိုပုံစံလုပ်တာအဲ့တော့ဟိုကျွန်တော်တို့ရိုက်ပြီးခါစားဆိုရင်ရိုက်လိုက်တယ်နော်ရိုက်ပြီးခါစား2ရက်3ရက်ရှိတယ်ဒီဖူးရောက်နေတာပေါ့နော်ဒါပေမဲ့ အဲ့ပြီးသွားလို့ရှိရင်၃ညလောက်ဆိုဒီကောင်ပျောက်သွားအောင်အမှားရုံမကြံဘူးအဓိကအဲ့လိုရိုက်တာလုံးဝမှားရုံမကြံဘူးသူကအဲ့လိုမျိုးဒါကိုကျွန်တော်တယောက်တည်းပြောတာမဟုတ်အဲ့ဒီထောင်ထဲကထွက်လာတဲ့လူတွေမေးကြည့်ရိုက်ခံလူတွေအဲ့ဒီကောတိုက်ထဲရောက်ဖူးတဲ့လူတွေဆိုအဲ့လိုမျိုးရိုက်ခံရဆိုသူတို့သိတယ်အဲ့လိုပုံစံရိုက်တာသူတို့တွေအဲ့လိုမျိုးထားတော့အဲ့မှာကျွန်တော်တို့ပါစရာလည်းပိတ်ထားတယ်ဗျာဘာမှလည်းစားစရာမရှိဘူးပါစရာလည်းမပေးဘူးအဲ့တော့ဘာလို့လဲဆိုတော့ဘေးနားမှာရဲစီရန်စစ်စီရန်ရှိတယ်သူတို့တွေက တို့တို့ကကြတော့ပါစေရတို့ကကြတော့ပြည်ထောင်သမားတွေမဟုတ်ဘူးတို့ကတက်ရဲတွေဖြစ်နေတော့တို့ကပထမအုံးလုံးဘာနဲ့ဆွဲထားလဲဆိုတော့တမအနဲ့ဆွဲတယ်တမလို့အပ်ပေါ့နော်တက်ရဲတွေဆိုတော့ဒီအဲ့ဒီတမလို့အနဲ့ဆွဲထားတယ်ဆွဲထားပြီးတော့အဲ့ဒါနဲ့အရင်ထောင်ချထားလိုက်တယ်ဟိုအမိန့်ချထားလိုက်တာပေါ့အမိန့်ချပြီးတော့905ကိုပြန်စင်တာစီဇန်လုပ်တဲ့တော့905အဲ့ဒါကိုပြန်ပြီးတော့ရုံးထွက်နေရတာအဲ့တော့တို့ကဘာဖြစ်တို့မှဟိုပါဆယ်လေးတွေလာတာပေါ့လေဒါတော့တို့ရှိရကွဲကြွေးတာလေးအဲ့ဒါလေးနဲ့စားတယ်တခါကြရင်ကျွန်တော်တို့လေး တချို့ရက်တွေဆိုရင်စားစရာဘာမှမရှိဘူးထမင်းနဲ့ပဲဟင်းပဲရှိတယ်ဘာမှမရှိဘူးဒါပေမဲ့ကိုရွေးချယ်ခဲ့တဲ့နားလေဟုတ်မှာကိုရွေးချယ်ခဲ့တဲ့နားကိုစားရတာပဲပေါ့ဟုတ်ပါဘူးကျွန်တော်တို့ဟိုဒီထက်ကျွန်တော်တို့ရှိမှာ88မှာတဘောကဟုတ်မှာဒီ96မှာဒီလိုအရေးတော်ပုံတွေဖြစ်ခဲ့တိုင်းဖြစ်ခဲ့တိုင်းရှိုးဝါရောင်းမှာဖြစ်ခဲ့တိုင်းဒီဝင်ကျွန်တော်တို့ရှိရနောင်တော်ကြီးတွေဒီလိုမျိုးဖြစ်ခဲ့တယ် ီလိုပဲကျွန်တော်တို့လိုပဲကြုံတွေ့ကြရမှာကျွန်တော်တို့ထက်တော်ဆုံးရင်စိုးမယ်ကြုံခဲ့ရတဲ့ဟာတွေကကျွန်တော်တို့တဲ့ကြမှာထိုးပြီးငိုပြနေလို့လည်းမရအောင်မစားလို့လည်းမရအောင်ကျွန်တော်အပြင်ကိုပြန်ထွက်ဖို့လိုတယ်အပြင်ရောက်မှလာရင်ကျွန်တော်တို့ထားဖို့နံပါတ်၄ဒီဖြစ်ပျက်ခဲ့တဲ့ဟာတွေကိုမှတ်တမ်းတင်နိုင်တယ်ဒါပေါ့တမိုင်းအတွက်နံပါတ်၄ဒီစနစ်ကိုကျွန်တော်တို့ဆက်ပြီးတိုက်ထုတ်နိုင်တယ်အနာဂတ်အတွက်ဒါပေါ့ဟုတ်အဲ့တော့စားရတာတော့မသိနိုင်ဘူးရှိတာနဲ့စားဟုတ်ဘယ်လိုပဲအဲ့တော့အဲ့မှာ ထားတော့အဲ့မှာတိုက်ထဲမှာနေနေတလားပြည့်ပေါ့တလားမပြည့်ခင်မှာတလားမပြည့်ခင်မှာကျွန်တော်တို့ဘာလုပ်လဲဆိုတော့အကောင်နဲ့ညောင်းနဲ့မင်းတို့တိုက်ထဲမှာပဲဒီလိုမျိုးခြေချင်းနဲ့တောင်းနေပေါ့နော်သူတို့ကတိုက်ထဲကနေမထုတ်ခိုင်းဘူးဒါပေမဲ့မင်းတို့အဲ့တိုင်းနေချိသွားလိမ့်မယ်ပဲချိသွားလိမ့်မယ်ဆိုတော့မင်းတို့မြတ်တော်လိုက်နှုတ်လိုက်တဲ့အပြင်ထွက်ပြီးလမ်းလျှောက်လို့ရအောင်နဲ့ကောင်းနိုင်ဆိုတော့ခုနလိုင်တာရအဲဆိုးအဲဆိုးအဲ့လိုလှုပ်လိုက်တဲ့ဆိုပြီးတော့ ါအဲ့ဒါဟိုအဆောင်မှုကငါပြောလိုက်မယ်လေရအောင်ပြောလိုက်မယ်သူကအဲ့လိုနဲ့ကျွန်တော်တို့အပြင်ထုတ်လိုက်ပေါ့ထုတ်ပြီးတော့ဘဲခေါ်သွားဆိုတော့တစ်တိုက်ကိုခေါ်သွားတစ်တိုက်ရောက်သွားတော့တစ်တိုက်မှာကကုညာအေးရှိတယ်အဲဆီယမောင်တာချိုရှိမယ်ဦးဝင်ခိုင်ငါဦးဝင်ခိုင်မို့ဟိုလေပလန်နေဝင်ကြီးလေอืมဦးစိုးဝင်လာအော်ဦးစိုးဦးစိုးဝင်ရှိတယ်ဦးကျော်ဝင်ဦးကျော်ဝင်ရှိတယ် ်ဦးစိုးဝင်းရှိတယ်နောက်ပြီးတော့ဟိုကကိုဟန်တန်ငိမ့်လို့ရှိတယ်မင်းသွေးတက်လို့ရှိအဲအဲ့အုပ်စုတွေရှိတယ်လူမင်းရှိတယ်ဟုတ်ကျွန်တော်ရောက်တော့ရောက်တော့သူတို့ကထွက်ပြီးနှုတ်ဆက်တာပေါ့နော်ကျွန်တော်ကဟိုရောင်တီရောင်ပေါ့ကျွန်တော်ကဟိုကထုံးတဲ့အတိုင်းပေါ့ကိုရောအတိုင်းပေါ့အဲ CDB ပေါ်တဲ့နေရာလေးတွားရောင်သူတို့ကလာတော့အကျိုးကြောင်းပြီးပြီးတော့အကိုမြကြီးကမင်းရယ်ငါတို့တွေ့တယ်တဲ့ဖြစ်တာဒီကောင်းတွေတော်တော်လွန်တယ်တဲ့ဟုတ်ဘယ်လိုဖြစ်ကြလဲပြောဦးနဲ့ဘာမှမသိဘူးဆိုတော့အဲ့ဒါနဲ့ကျွန်တော်အကျိုးကြောင်းပြောပြတော့အော်တဲ့အဲ့ဒါဆိုရင်နဲ့ ဒီကောင်လေးဆွဆွဲတဲ့မြောက်ပွဲဆိုပြီးអော်လိုက်တဲ့កိစ္စကတကယ်တော့ဖြစ်သွားတာပေါ့လေဆိုဖြစ်သွားတယ်ကိုဒါပေမဲ့ဘယ်သူអော်လိုက်မှမသိဘူးဟုတ်အဲ့ဒါဆိုရင်တော့တောင်းပန်လိုက်ပါကွာတဲ့ကိုစော်ကားရင်လည်းမခံနဲ့တဲ့သူမြောက်ကိုလည်းမစော်ကားနဲ့တဲ့ငါညီလို့တဲ့ကိုလှုပ်တည်ပြစင်မလှုပ်တည်ပြစင်ကိုရဲဘော်တွေဘက်ကဟိုကဖြစ်လိုက်တာပဲတဲ့အဲ့လိုတောင်းပန်လိုက်ပါတဲ့ဆိုတော့ကျွန်တော်နားထောင်ပါနဲ့ဒါကျွန်တော်နောင်တော်ကြီးလေသူပြောရလဲတရားနည်းနိုင်ကြတာကိုကြတော့ကျွန်တော်တောင်းပန်တယ်တောင်းပန်တယ်တောင်းပန်တာမှကျွန်တော် တေးချာချာကိုပြောပြီးတောင်းပန်ခဲ့တာอืมဦးစီအဲ့ဒီအတော်ကြီးကိုပြောလိုက်ပါကျွန်တော်တို့တောင်းပန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြောတာမဟုတ်ဘူးเนาะသို့တော်ကျွန်တော်တို့ဘယ်သူပြောမှလည်းမသိဘူးကျွန်တော်တို့ကတောင်းပန်တယ်ဗောရဲဘော်တွေကနေဖြစ်သွားတယ်ဒါကျွန်တော်တို့ရဲဘော်တွေပဲသူတို့ဘက်ကနေပြောဒီလိုမျိုးပါဇက်ဆော့လိုက်မိတယ်ပဲထားပါတော့อืมอืมဂျားလေးကကျွန်တော်တောင်းပန်တယ်ဒီချာတောင်းပန်ခဲ့ပါတယ်ဒါက ဘာလို့ကိုကိုရဲဘော်တွေဘက်ကနည်းနည်းဟိုကဖြစ်သွားတာเนาะအဲ့လိုဆိုဒါမှကျွန်တော်လူသားတွေပြီးကျွန်တော်တို့ဘက်ကကျွန်တော်တို့ကဓမ္မဘက်တော်သားတွေကိုကိုဘက်ကမှားသွားရှင်နေတောင်းပန်ရေးရမှာပေါ့ဟုတ်တယ်เนาะတောင်းပန်ခဲ့ပါထားပါအဲ့တော့အဲ့အဲ့တော့ကျွန်တော်တိုက်ထဲမှာပေါ့ဗျာအဲ့လိုမျိုးပဲပေါ့အဲဟိုကပေးတာလေးစားဒီကပေးတာလေးစားပေါ့ဗျာဒီမျိုးနဲ့နေရတော့ပါဆင်မမရတာအဲ့ထောင်းရပေးတဲ့ဟာလေးနဲ့ဒါမှမဟုတ်ပြောရရင်တော့ကိုကပွင့်လင်းပြောရရင်တော့ကျွန်တော်တို့ဟို ဘလိုပဲဖြစ်နောက်ဆုံးတိုက်ထဲမှာဆိုတော်တော်ချီနေဆိုတာပေါ့နော်ထောင်ဝံကျွေးတဲ့ထမင်းနဲ့ဟင်းနဲ့ရှိတာပေါ့ကျင်းတဲ့ဟာပါဆဲရမရအောင်ဒီလိုအနေထားမျိုးကညီတို့မင်းဆိုစီကကျွန်တော်တို့ရဲဘော်တွေတော်ရဲရဲဘော်တွေတဲ့စာရင်တော့တော်သေးတယ်ပြောရမှာပေါ့ရဲဘော်တွေဆိုလို့ရှိရင်အသားကိုရှိရင်တော့ချက်စားလို့မရအောင်တခါလေးကြရင်တိုက်ပွဲဝင်နေရဲဆိုလို့ရှိရင်သူတို့စားရမလားပုံမှန်ဝန်စားရရလားတိုက်ပွဲဝင်နေတယ်အသက်လူနေရတာစားဖို့သတိရကြရလားပေါ့နော်ဒီလိုမျိုးတော့ရှိတာပေါ့အဲ့လိုမျိုးဆိုတော့ဘာလဲဖြစ်ဖြစ်ပုံမှန်ကတော့ အချိန်တန်ရင်ထမင်းနဲ့ပဲဟင်းတော့ရောက်လာသေးတာပေါ့ကွာထောင်ထဲကအဲခြေထမ်းမှာသဘေးဘီတိုက်ပွဲဝင်ရင်ရေပေါ်တွေတော့ကိုယ်ထက်ကိုယ်သိုးပါတယ်ဒါကဟိုကျွန်တော်အတိမတ်ပြူလာပါဒါတော့ပြောပြတာပါကိုလိုတဲ့အဲ့လိုပဲဒီအဲ့တော့ဟုတ်ကဲ့တော်ရဲရောက်နေကိုလိုရေပေါ်တွေဘယ်လိုစားလဲမသိကိုလိုကဒီမှာပုံမှန်ပေါ့အဲ့ဒီစိတ်ကလေးနဲ့ထောင်ဝကျွေးတဲ့ဟာကိုအဲဘိုက်ထက်ရောက်သွားတာဟုတ်တယ်မရရအောင်စားရတာဟောအဲ့လိုမျိုးလေးပေါ့ကိုချင်းစားစိတ်နဲ့ပေါ့အဲ့တော့တလားပြည့်ပြီးတော့ဗျာကျွန်တော်တို့ဘယ်လောက်နေလဲရတယ်ဆိုတော့အားလုံးပေါင်းလीး တကယ်ကျွန်တော်တို့ထားမှာ14ရက်14ရက်ကိုတလနဲ့ခုနှစ်ရက်နေလဲရတယ်နှစ်ပတ်ထားရမှာဗျာငါးပတ်ထားရတယ်အဲ့တလကြော်တော့မှ तू ကခက်တီတီနဲ့အဲ့အဆောင်တော့အဲ့ထုံးမထိုက်ဆိုတော့ဝင်လာအောင်ဝင်လာပြီးတော့ကျွန်တော်ရေချုံးနေရင်ကျွန်တော်တို့ဒါလို့ပြောင်းနေတယ်မင်းတို့နှစ်ပတ်ပြည့်14ရက်ပြည့်ပြီသားတယ်ကျွန်တော်လှမ်းကြည့်လိုက်တယ်ကြည့်ကျွန်တော်ဘာမှမပြောသူ့ဘင်မှာအဆောင်ဘူးပါလှမ်းကြည့်လိုက်ကြည့်ကျွန်တော်ဘာမှမပြောကျွန်တော်အသားလေးတစ်ခတ်လှည့်သွား အဆောင်မူကအဲ့မှာအဆောင်မူကထားပြောအားတဲ့ဆရာလဲတဲ့တလောက်အောင်ကြော်နေပြီတဲ့ဒီဖွဲ့လေးတဲ့ဟာတဲ့မင်းကလည်းမင်းတို့သူတို့ချင်းချင်းပေါ့ဗျာကျွန်တော်ချင်းမှာရန်ဖြစ်ကြပါဦးသိမလားအဲ့ဘုရုပ်ရှင်လိုက်တာပေါ့အာမင်းအဲ့ဒါဟိုလေဟိုအစင်ကံသာလည်းမတင်ဘူးလေအစင်ကံသာတင်နေွားတယ်တင်ရင်သာတို့ဟိုဆောင်ပြောင်းပြီးမှာပေါ့လေတင်ပြီးပေါ့လေဆက်ပြေးပြေးကလေးကကျွန်တော်အစင်ကံသာတင်ထားတယ်ဦးစီးမသိကြအောင်ဆောင်နေဥစ္စာပဲအင်းအဲ့ဒီတော့မဟာလာတဲ့ဘာညာတော့ဖင်ကုန်ကောင်းကုန်လည်းသူထွက်သွားထွက်သွားရင်နောက်နေ့ကျတော့ကျွန်တော်တို့အဆောင်ပို့လိုက်တာအင်း ခြေချင်းဖြုတ်လာခြေချင်းဖြုတ်ခြေချင်းဖြုတ်ပြီးတော့အဆောင်ပို့လိုက်တာအဲ့မှာအဲ့ဒါကအင်းစိန်ထောင်ရဲ့အခြေအနေပေါ့နော်အင်းစိန်ထောင်ရဲ့အခြေအနေအင်းစိန်ထောင်မှာအဲ့တော့ကျွန်တော်အဲ့ရနေပြီးတော့ကျွန်တော်သုံးဆောင်ရောက်သွားတယ်သုံးဆောင်သုံးဆောင်ကနေပြီးတော့ကြတဲ့အခါကျတော့သုံးဆောင်မှာတော့ချုပ်ကြရောပေါ့နော်ဘာမှအချုပ်တွေပဲပြီးသန်းလာတာသုံးဆောင်သုံးဆောင်ကနေပြီးတော့ကြတော့ကျွန်တော်နှစ်ဆောင်ရောက်နှစ်ဆောင်နှစ်ဆောင်ကနေပြီးတော့၅ဆောင်ပေါ့၅ဆောင်ပြောင်း၅ဆောင်ရောက်တော့မှ၅ဆောင်မှာ အဲငါးဆောင်မှာနေရင်းနဲ့ကျွန်တော်တို့ဘယ်နေ့ရနေ့လောက်တွဲတွဲ၈လပိုင်း၉လပိုင်းတော့ပဲကျွန်တော်တို့တာဝီကြောင်းလိုက်တာတာဝီကိုကြောင်းနေတာတာဝီရောက်တော့ဗျာအဲ့တော့တာဝီထောင်အတွေ့အကြုံပေါ့နောက်တစ်ပိုင်းတော့နောက်တစ်ပိုင်းတော့တာဝီထောင်အတွေ့အကြုံတာဝီရောက်တော့ကျွန်တော်တို့ကထင်တာကဘယ်လိုပဲဖြစ်ပေါ့နော်ကျွန်တော်တို့ကဟိုဟိုပြောရင်အကျဉ်းသားလေအကျဉ်းသားလေအဲအမိန့်ကလည်းခြာပြီးသားလာတော့လေ တော့လိုကတော့ခြေချင်းနေနဲ့လာခြေချင်းထောင်ပြောင်းခြေချင်းနေတော့အဲ့လိုမျိုးနဲ့လာတယ်လာတယ်ကိုထုတ်လေးကိုဆွဲပြီးတာဆိုဘာဖြစ်ကျွန်တော်တို့ရန်စတိုင်းမကြိုဆိုဘူးလို့ပဲထင်ထားတာပေါ့နော်။အော်ဘာအမင်းကလည်းကြာပြီးသားလေ။ဟိုဘက်ထောင်နဲ့ဒီဘက်ထောင်ကိုလုံကျွေးဆောင်းဆောင်းနဲ့လာပို့လာ။အဲ့လိုဆိုတော့အမင်းတို့ထောင်ဆိုတာဘလို့နေရမယ်ပါညာအဲ့လောက်ပြောပြီးတော့ ကဲသွားနားတော့ပါညာအဲ့လိုပဲထင်တာဘယ်ဟုတ်မလဲရောက်ကြရောဘူးဝဝင်ရအကွယ်ကနေစောင့်တော့တကားကြတရားတည်တည်လေးလေးဝင်ရတော့ခေါင်းမဝင်ရတော့ဘူးကွာခေါင်းမဝင်လို့မရအောင်လှုပ်ထားတာဟုတ်ကွာဆိုကြော်လိုက်တာနဲ့ခေါင်းကိုတစ်ချက်ရဲခေါင်းကောင်းကောင်းထားတယ်လူကတော့ပေါက်သွားသေးတာဒီတကားခေါင်းကောင်းလူဝင်မှရတဲ့တကားခေါင်းကောင်းကောင်းထားဆိုတော့ပါလေးဘက်တော့ဝင်ရမှာလားအဲ့လိုမျိုးဒီကောင်းနေစောက်ချိုးလေးဟာအင်း အဲ့မှာလဲအဲ့တိုင်းပဲမင်းကြီးနဲ့အဲ့ဒီဘူဝနဲ့ကပေးနေရတော့ပဲရှိအဲ့ကောင်နည်းနည်းတယ်ဘာလို့ထောင်းကနည်းနည်းကျင်းတော့အဲ့ဒါကိုစည်းစက်ရိုက်တာရိုက်တာယောက်နေကောင်း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 ငုံတာလည်းကောင်းငုံငုံလို့ပြရိုက်အဲရိုက်ချင်လို့ငုံခိုင်းတာရိုက်ချင်ရိုက်ချင်လို့ရိုက်တာပြောတာဒါပဲရိုက်ချင်လို့အော်ထောင်းရောက်နေရိုက်ပြီးတော့မင်းကြီးရောက်တော့မင်းကြီးရောက်တော့ကျွန်တော်ပါလာတဲ့ပစ္စည်းတွေကိုခိုးဘက်က အင်းစိန်တော့ကစစ်ပြီးသားဒီပစ္စည်းတွေကျွန်တော်တို့တယ်ပေါင်းမယ်ထောင်ပြောင်းကတယ်ပေါင်းပစ္စည်းတို့တခုချင်းနဲ့စစ်ပြီးသားအဲ့ဒါကိုကျွန်တော်တို့ပါလာပစ္စည်းတို့ပြန်စစ်တယ်စစ်စစ်ပြီးအကုန်သိမ်းတာသိမ်းတာကျွန်တော်တို့ထောင်ထဲမှာသုံးတဲ့အိတ်လေးတွေပစ္စည်းတွေထဲတဲ့အိတ်လေးရှိတယ်အိတ်အိတ်ကိုသိမ်းတယ်နော်အင်းကြီးလေးတွေအပြင်ဝတ်ဆောင်လေးတွေပါသွားတယ်ရက်ဝတ်လေးတွေပါရက်ဝတ်လေးတွေသိမ်းတယ်အကုန်သိမ်းတယ်အပြာတော်မှာထောင်ဝဲဆောင်အပြာတော်မှာပုံစံအင်းကြီးမဟုတ်တဲ့အတွက်သိမ်းသိမ်းတယ်အကုန်သိမ်းတာ ကျွန်တော်တို့စားတဲ့ဟိုစားဖို့တော့ဖို့ထည့်လာတဲ့ဟာလေးတော့ပဲကြံတာပေါ့ဗျာသွားလိုက်စီးပိုင်းညတကွေသုံးနေအဲ့လောက်လေးပဲကြံတယ်ကျွန်တော်အကုန်လုံး cosmetic တရားစားတိတ်လာอืมတိတ်တော့ဩထောင်စည်းကမ်းရတိတ်ဟိုမတိဘူးလေထောင်စည်းကမ်းရသူတို့တိတ်သွားတယ်ဗောဒီထောင်ကဘလို့လဲဗောနော်ကြမ်းလိုက်လာဗောကိုကအဲ့လိုမျိုးဗောဟောအဲ့လိုမျိုးစိတ်တဲထင်တာပြီးတော့အဆောင်ရောက်သွားအဆောင်ရောက်သွားတော့မှနောက်နေကြတော့အဲ့ရတကြီးတွေဟာတန်းစည်းတွေပေါ့ဗျာအဲ့ဗောအဲ့တန်းစည်းတွေဟာ ပစ္စည်းတွေလိုက်ရောင်းနေကြည့်ရတော့ဟာငါအိမ်ကြီးဟာသူလိုက်ရောင်းတာအဲ့ဒီလိုဘုမနေရဘုန်းနဲ့ဟာအိမ်လာရောင်းတာဟာငါအိမ်ကြီးဟာအဲ့လိုဒီကောင်းနေရဟုတ်တယ်အဲ့ဟာအဲ့ဒါဒီတောင်ဒီထောင်တောင်တန်းမဟုတ်ဘူးဘမဘီအနှံ့ထောင်အများစုကအဲ့တိုင်းပဲအဲ့လိုဘုန်းကြီးကလာပါသည်လာလို့ရှိရင်ချိုးမယ်ဥချိုးမယ်ဥချိုးတာပေါ့ထောင်တန်းမှာဟုတ်ကဲ့ဒါပေမဲ့ဥချိုးတဲ့အပြင်ကိုသူကဘာလုပ်လိုက်လဲဆိုတော့ရန်ရန်မြေ PC တွေအကုန်သိမ်းနေရန်ကုန်ထောင်ပြောင်းလို့သူကသိတယ်အမှန်ကန်နေပါလာပြီအကုန်သိမ်းနေ တိမ်းမင်းဒီကောင်ဒီမှာပတ်စံတို့တော့မဖြစ်မနေအဲနောက်နေ့ကျတော့လိုက်ရောင်းဟုတ်ပါဘူးအဲ့ဒါဒီကောင်ရဲ့ဇယိုက်အာတကယ်ကျွန်တော်တို့အဟောင်းနေတယ်အဟောင်းနေတော့ကျွန်တော်စိတ်ကြတော့ကဘလို့ပဲဖြစ်ဖြစ်ဒါအချင်းသားတယောက်ကိုလည်းလောတယ်အချင်းကြတယ်ထောင်းနေရောင်းသူလည်းထောင်းနေရောင်းသူလည်းအစီအကြီးရှာမှာမဟုတ်ဘူးကိုဘလို့ကူညီရမလဲတယောက်နဲ့တယောက်ကျွန်တော်တို့စိတ်တွေကဝို့ဝို့ဒီကောင်ကြီးကဘလို့နှွားရမလဲစဉ်းစားနေတယ်ပေါ့ဒီကောင်ကြီးစိတ်ထဲမှာအထက်ကအစင်စင်ရိုက်ထည့်ထားတာရှိတယ်အဲ့ဒါပါတော့ဒီအောင်အချင်းသားနော် ကျင်းသားနောက်မှနောက်စကားမပြောဘူးသူကတခြားရပြောတယ်အကျင်းသားနော်လူမဟုတ်ဘူးအကျင်းသားနော်ဟိုလူမဟုတ်ဘူးဒါပဲနော်တလိဆန်တဲ့တော့မှတခြားကြအယံခံရတာနော်ထောင်ထဲမှာဟုတ်တယ်ကိုအယံခံအဲ့ဒါထောင်ကြဘူးတဲ့လူတွေမှသိတာပါโอเคကျွန်တော်တစ်ဖြတ်ခဏနားပါမယ်ဒီလူက